။သွားတော့သွားလို့နဲ့လက်ကလေးကပြပြီးပင်ကန်းကြောင်ကိုပြန်ရောက်တာနဲ့တပြိုင်နဲ့ထင်းခွဲမဲ့ကိစ္စလည်းမခွဲတော့ခြေစည်းရည်တဲမဲ့ကိစ္စလည်းမတဲတော့မိမွှေးမဲ့ကိစ္စကိုလည်းမမွှေးတော့ဖောက်ပြန်ရသေးကြီးပြန်လာတဲ့အချိန်ခါမှာစားဖို့တောက်ဖို့ရာဖြစ်တဲ့သရွက်တွေကိုလည်းမပြုတ်တော့ အဲ့ဒီလိုဘာအလုံးမှမလုပ်တော့ဘဲနဲ့အိယာထဲမှာခွေပြီးတော့ရက်သေးလေးတင်းမြက်ကငါးမျက်စိတဲကမထွက်ဘူးသင်နဲ့ငါဖယ်သောခါမှပြန်ပြီးတော့ကြုံရပါမတော့သင်ကိုပဲငါအောင်းမိနေတယ်ငါစိတ်ထဲမှာသင်ကိုပဲတွေးတော့ကြံစီပြီးတော့နေတယ်ငါဘယ်လိုလုပ်ပြီးတော့အစ်ထန်လာရပါမတော့ ခမဲတော်ရသေကြီးပြန်လာလို့ရှိရင်ဒီအကြောင်းလေးပြောပြီးတော့တင့်တင်ငါအကြောင်းငါလိုက်အပို့ခိုင်းမယ်။ဒီနဲ့ငါလည်းမတွေ့လို့ရှိရင်ငါသိရတော့မှာပဲနဲ့အဲ့ရတဲ့လဲပြီးတော့နေလိုက်တာတရားနာဒိဋ္ဌဟောညနေကျန်းအခါကျတော့ပြန်လာပြီရသေကြီးပြန်လာပြီတတိတောင်းလေးထမ်းလို့အဖေမတော်သားရဲ့တတိဆန်းနေကြတယ်က ပြန်ပြီးတော့လာတာဘယ်အန္တရာယ်မှမတွေ့ခဲ့ပါဘူးဘယ်အန္တရာယ်မှမတွေ့ပေမဲ့လို့ငါသားစီအတွက်ဒီကနေ့ခလုတ်တိုက်တဲ့ကိစ္စနမိတ်များဖြစ်လေရောသလားဤဒီသိန်းကဘာကျိုးနေကြလေရောကိုလည်းခမဲတော့တောင်းကြည့်လို့မမြင်ပါလားဘာလေလူကလေးဤဒီသိန်းကလို့ဘယ်လိုခေါ်ပေမဲ့လို့ ကျိုးနေကြအစ်စ်ပင်ကြီးအောက်ရောက်တော့လည်းမတွေ့။အော်ရေကန်နဲ့မြရေဆင်းချိုးနေလေသလား။ရေကန်လားသွားကြည့်တော့လည်းမတွေ့။သင်္ကန်းကြောင်းလေးကိုလှည့်ပတ်ပြီးတော့ရှာတော့လည်းမတွေ့။မတွေ့တော့။ဒါဤဒီသိန်းကလူကလေးနဲ့ကြောင်းသင်္ကန်းနဲ့လှမ်းကြည့်လိုက်တော့ခွေခွေကလေး။ဟောနေမကောင်းဘူးထင်တယ်။နေမကောင်းလို့အိတ်နေလေသလား။ ဤတိသိန်းကဘာလူကလေးမင်းဖိုးနေကြမိလေးကိုလည်းမဖိုးပါလားခြေစည်းရလည်းမတဲတောက်တော်ရလည်းမခတ်ဘာရဖောက်ကင်ပြန်လာရင်မောမောနဲ့စားဖို့သိရအနုကလေးတွေကိုလည်းမင်းမပြုတ်ပါလားကွဲဤတိသိန်းကရဲ့ဟဲ့ဘာအိုးမျက်လုံးကြီးဖွင့်လို့မင်းနေတယ်လေตาရဲ့ ။ဖခင်မင်းနေတာတွေမင်းပြောပါအောင်တော့လား။ဖခင်ငါနေမကောင်းဘူး။နေမကောင်းဘူးပြောရမှညာခုနေ့ကပြောလိုက်ပြီးရောကွယ်။ဖခင်ရဲ့ရင်နဲ့အပူမေးကြွအောင်မင်းဒီလိုလုပ်ရသလား။ငါနေမကောင်းတာလူနေမကောင်းတာပုံဖူးဖခင်ရဲ့စိတ်နေမကောင်းတာဟမ်မင်းဘယ်လိုစိတ်နေမကောင်းတာတော့ ခပြင်းမရှိတဲ့အခိုက်အတန့်လေးရက်သေးပြိုလေးတယောက်ရောက်လာတယ်အင်းအင်းအင်းကြွစားရက်သေးပြိုလေးရက်သေးပြိုလေးတယောက်ရောက်လာတယ်ဖခင်ရဲ့သူကောင်းကဆမ်းမင်းတွေကလည်းငါတို့ဆမ်းမင်းတွေလိုလိန်ကောက်ပြီးတော့မနေဘူးဖြန့်ချထားလိုက်တာလေတကောက်ကွေးအောက်ရောက်တယ်ပြီးတော့သူ့ဆမ်းမင်းလေးတွေကမှုရုံအနံ့ရှိတယ်ပြီးတော့လေ သူ့နားမှာတွဲလောင်းတွဲလောင်းနဲ့အပေါက်ကလေးဖောက်ပြီးဆွဲထားတာလေးကလည်းနှစ်ဖက်သလုံးပါတယ်။နှာတောင်မှလည်းသူမသိဘူး။အဲ့ဒါလေးတွေလည်းပါတယ်